်ရေကြီးမှုမြေပြိုမှုတွေကြောင့်ဒေဆုံးပျောက်ဆုံးစီးရင်900ကျော်ထိမြင့်တက်လာတဲ့နောက်သတိလင်္ကာမှာရာသီဥတုဘေးအန္တရာယ်ဆိုင်ရာအရေးပေါ်အခြေအနေထုတ်ပြန်ကြေညာခဲ့ရပါတယ်။နိုဝင်ဘာ30ရက်ညပိုင်းအထိအခြေအနေရနိုင်ငံအနှံ့ရေကြီးမှုမြေပြိုမှုတွေအတွင်းမှာလူပေါင်း330ကျော်ဒေဆုံးပြီးနောက်ထပ်အယောက်200ကျော်ပျောက်ဆုံးနေပါတယ်။အိမ်ပေါင်း2000လောက်ပျက်စီးကုန်ပြီးလူပေါင်းတသိန်းကျော်ယာယီရွှေ့ပြောင်းနေခဲ့ရပါတယ်။ဒါ့အပြင်သတိလင်္ကာကမ်းလွန်ပင်လယ်ကနေဖြတ်သန်းပြီး အိန္ဒိယဘက်ဝင်ရောက်တိုက်ခတ်သွားတဲ့စင်ကလုံးမွန်တိုင်းဒေရှဝါရဲ့အရှင်ကြောင့်လေရာသီဥတုအခြေအနေတွေကပိုပြီးပြင်းထန်ဆိုးရွားခဲ့ပါတယ်။နိုင်ငံရဲ့အဓိကကြတဲ့မြစ်တစင်းဖြစ်တဲ့ကီလာနီမှာဇက်တိုက်ရေတက်နေတာကြောင့်လေနောက်ထပ်အရေးပေါ်ရွှေ့ပြောင်းမှုတွေကိုအပူတပြင်းလှုပ်ဆောင်နေရတာပါ။တိရီလင်ကအလဲပိုင်းမှာတော့အိမ်ပေါင်း15လုံးလောက်ဟာရုတ်တရက်မြေပြိုကျမှုကြောင့်ရှင်ချက်တွေအောက်နစ်မြုပ်သွားခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်မှာအသက်ရှင်ကျန်ရဲသူမရှိခဲ့ပါဘူး။ တတိလင်္ကအစိုးရဟာရေဘေးသင့်ပြည်သူတွေကိုကူညီဖို့အတွက်နိုင်ငံတကာအထောက်အပံ့တွေကိုလည်းတောင်းခံထားပါတယ်ပြီးတော့ပြည်ပရောက်နိုင်ငံသားတွေအနေနဲ့လည်းကူညီလှူဒန်းကြဖို့မြစ်တာရက်ခံထားခဲ့ပါတယ်ရှင်